လောက်ခွင်မှာပဲဖြစ်ဖြစ်လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်သင်ပြောတဲ့စကားကိုဘယ်သူမှဂရုမစိုက်တဲ့ခံစားချက်မျိုးခံစားဘူးပါသလားလူအများစုဟာပတ်စံယာယူဒါမှမဟုတ်ရုပ်ရည်ကြောင့်လေးစားမှုရတယ်လို့ထင်ကြပေမဲ့အဲ့ဒါတွေဟာခဏတာအပေါ်ယံတွေပဲဖြစ်ပါတယ်တကယ်လေးစားမှုနဲ့တန်ဖိုးထားမှုကိုရဖို့ဆိုတာလုံးဝကွဲပြားတဲ့ပုံစံမျိုးနဲ့တိဆောက်ရတာကလူတိုင်းကအတင်ကိုလေးစားတဲ့အခါအခွင့်အလမ်းတကားတွေပွင့်လာမယ်တင်ကိုကောင်းဆောင်လို့တတ်မှတ်လာမယ် ပြီးတော့တင်းရဲ့အကြံဉာဏ်ကိုအမြဲတမ်းနားထောင်လာပါလိမ့်မယ်ဒီနေ့မီဒီယိုမှာတင်းရဲ့လောရဲ့နဲ့ကိုရီကိုလွေးကိုပြောင်းလဲပြင်မဲ့ဘယ်သူကမှလေလုရှုလို့မရနိုင်တဲ့သူတယောက်ဖြစ်လာစေမယ်ရွှေစည်းကမ်း၅ခုကိုညဝေပေးသွားမှာပါတင်းဒီစည်းကမ်းတွေကို လိုက်လာမယ်ဆိုရင်သူများတွေကတင်းကိုဘယ်လိုမြင်လဲဆိုတဲ့အမြင်ကိုပါအပြည်တိုင်းပြောင်းလဲပြင်နိုင်ပါလိမ့်မယ်ဒီဗီဒီယိုကိုမစတင်ခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်းအခုပဲလုပ်ပြီးထားပါဦး။ကဲဒါဆိုကျွန်တော်တို့ရဲ့ပထမဆုံးစီကံနဲ့စလိုက်ရအောင်။ ။စည်းကမ်းနံပါတ်၁ကတော့တင်ကြီးအချိန်ကိုလေးစားပါ။ပတ်ဝန်းကျင်ကလူတွေကတင်ကိုလေးစားလာစေဖို့အတွက်တင်ကိုယ်တိုင်ကတင်ရဲ့အချိန်နဲ့အင်အားကိုတန်ဖိုးထားရပါမယ်။အားလုံးကိုဟုတ်ကဲ့လို့ပြောတဲ့သူအချိန်မရွေးခေါ်ယူခိုင်းစေလို့ရတဲ့သူဟာဘယ်တော့မှလေးစားခံရမှာမဟုတ်ပါဘူး။လို့လို့ပြောဖို့မကြောက်ပါနဲ့။တင်ရဲ့ရည်မှန်းချက်၊တင်ရဲ့စီမံကိန်းတွေကိုထိခိုက်စေနိုင်တဲ့တောင်းဆိုမှုတွေကိုရှင်ကျေးစွာညှင်းဆို့တတ်ပါစေ။နောက်ကြခြင်းကိုရှောင်ပါ။ တင်အချိန်တိကြတာဟာတင်အချိန်ကိုရောသူများအချိန်ကိုပါလေးစားကြောင်း ပြတာတာဖြစ်ပါတယ်။ကိုကပေးထားတဲ့ကတိအတိုင်းအချိန်ကိုတန်ဖိုးထားပါ။စည်းကမ်းနံပါတ်နဲ့စကလုံးထပ်လောက်ရက်ကို ပို့၍တန်ဖိုးထားပါ။လူတွေဟာတင်ပါပြောလဲဆိုတာကိုခဏပဲမှတ်မိပေမဲ့တင်ပါလုပ်ပြလဲဆိုတာကိုအမြဲတမ်းမှတ်မိနေမှာပါ။ပေါ်ပေါ်တန်တန်ကတိတွေပေးပြီးမတည်နိုင်တဲ့သူအမြဲတမ်းစီမံကိန်းတွေပဲပြောပြီးဘာမှအကောင့်ထဲမပေါ်တဲ့သူဟာလေးစားခံရမှာမဟုတ်ပါဘူး။ Do what you say ပြောတဲ့အတိုင်းလုပ်ပြပါ။ အောင်မြင်တဲ့လုပ်ရက်တစ်ခုကစကလုံးတစ်ထောင်ထပ်ပုံပြီးတန်ဖိုးရှိပါတယ်တိတ်တဆိတ်အလုံးလုံးပါကိုယ့်ရဲ့ရည်မှန်းချက်တွေစီမံကိန်းတွေကိုမပြီးမချင်းလူတည်ရှင်ကြမပြောပါနဲ့ရလတ်ထွက်လာတဲ့အခါမှာတော့တင့်ရဲ့တန်ဖိုးဟာအလိုလိုတက်လာပါလိမ့်မယ်စီကံနံပါတ်3အမြဲတမ်းကိုပိုင်အမြင်ရှိနေပါစေအမြဲတမ်းသူများရဲ့အမြင်ကိုပဲလိုက်နာနေတဲ့သူလူပြောသူပြောများတဲ့အလုပ်ကိုပဲလုံဆောင်နေတဲ့သူကိုဘယ်သူကမှလေးစားမှမဟုတ်ပါဘူးကောင်းဆောင်ကောင်းတူဖြစ်ဖို့နဲ့လေးစားခံရဖို့အတွက် ကိုယ်ပိုင်တွေးခေါ်မှုနဲ့ဆုံးဖြတ်ချက်ချနိုင်မှုဟာအဓိကကြပါတယ်။တင်ယူပါစစ်ထုတ်ပါ။တရင်အချက်လက်တွေကိုများများဆက်ဆားလေ့လာပါ။ဒါမှသူများကိုအလွယ်တကူယုံကြည်မှုမရှိဘဲကိုယ့်ရဲ့ဝေဖန်ဆက်ဆက်နိုင်စွာ critical thinking ကိုအသုံးပြုပြီးလက်ခံတက်လာပါလိမ့်မယ်။ငါကိုဘယ်လိုထင်လဲဆိုတာကိုမေးပါ။စွေးနွေးပွဲတွေမှာတင့်ရဲ့ထူးခြားတဲ့အမြင်ကိုတင်ပြရဲပါစေ။ဒါဟာတင့်ရဲ့မန်တဲတက်စနော့ကိုပြတာဖြစ်ပါတယ်။စီကန်းနံပါတ်၄ မလို့အဖဲမရှင်းပြပါနဲ့ကိုယ့်ရဲ့လုံရတိုင်းကိုဆုံးဖြတ်ချက်တိုင်းကိုအခြားသူတွေကိုအသေးစိတ်လိုက်ရှင်းပြနေခြင်းဟာသင်ရဲ့ယုံကြည်မှုကိုရှော့ချဖြစ်ပါတယ်။သင်ကကိုယ်ဆုံးဖြတ်ချက်ကိုကိုယ်တိုင်မယုံဘူးလားဆိုတဲ့သဘောမျိုးသူများကမြင်သွားနိုင်ပါတယ်။ယုံကြည်မှုရှိစွာဆုံးဖြတ်ပြီးရှေ့ဆက်ပါ။သင်ရဲ့ဆုံးဖြတ်ချက်ဟာမှန်ကန်တယ်လို့သင်ယုံကြည်ရင်ရိုးရှင်းပြီးပြတ်သားတဲ့စကားလုံးနဲ့ပဲပြောပါ။အပူတွေရှင်းပြဖို့မလိုအပ်ပါဘူး။သင်ကိုယ်တင်တန်ဖိုးထားပါ။ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်သိတဲ့အခါ သူများရဲ့အတီးပြူချက်ကိုရဖို့အတွက်ဘလို့အဖဲစူးစမ်းနေမှာမဟုတ်ပါဘူး။နောက်ဆုံးစည်းကမ်းနံပါတ်5ကတော့ကိုယ်ရည်ကိုယ်တွေးတည်ဆောက်မှုကိုပူဇော်ပေးပါ။လေးစားမှုဟာရှားသူကြောင့်ခဏသာရှားနိုင်ပေမဲ့ရေရှည်တည်တဲ့နဲ့လေးစားမှုဟာသင်ရဲ့ဇေယျလက္ခဏာကနေလာပါတယ်။တမာတမတ်ကြခြင်း၊ယူသားခြင်း၊ခက်ခဲတဲ့အခြေအနေမှာတော့စည်းကမ်းရှိခြင်းဟာအရေးကြီးဆုံးပါပဲ။ဂုံတိတ်ခါကို ထိမ့်သိမ်းပါ။တင်တယောက်တည်းရှိနေချိန်မှာတော့မှန်ကန်တဲ့အရာကိုလုပ်ပါ။ တင့်ရဲ့ဂုံတိတ်ကဟာတင့်ရဲ့အကြီးဆုံးသောအားသာချက်ဖြစ်ပါတယ်။ကျင့်ကြံမှုကိုပြပါ။သူများကတင့်ကိုစိတ်ထိခိုက်အောင်လုပ်တဲ့အခါအသေးမွားကိစ္စလေးတွေမှာလိုက်ပြီးရံဖြစ်မနေပဲကိုယ့်ရဲ့ရည်မှန်းချက်ကိုသာဆက်လက်အာရုံစိုက်ခြင်းဟာအမြင့်ဆုံးသောလေးစားမှုကိုရယူခြင်းပဲဖြစ်ပါတယ်။ဒီနေ့မျှဝေပေးခဲ့တဲ့လေးစားမှုရယူနိုင်မဲ့ရွှေစည်းကံ၅ခုကို အချင်းချုပ်ရရင်နံပါတ်၁ကိုယ့်အချိန်ကိုလေးစားပါ။နံပါတ်၂စကားထက်လုံရက်ကိုဦးစားပေးပါ။နံပါတ်၃ ိုပိုင်အမြင်ရှိပါစေ။နံပါတ်၄မလိုအပြည့်ရှင်းပြခြင်းကိုရပ်ပါ။နောက်ဆုံးနံပါတ်၅စေရိုက်လက္ခဏာ